အချင်းမီနယ်မှာတပ်မတော်ကဒါအကြမ်းဖက်အုပ်စုတွေထိချုပ်ထားတဲ့မြို့များတဲ့ကမြို့တစ်မြို့ကိုပြန်ပြီးတော့ထိချုပ်နိုင်ပြီဖြစ်ပါတယ်အဲ့ဒီမြို့ကတော့ဖလန်းမြို့နယ်ဝေဘူးလားမြို့ဖြစ်ပါတယ်ဝေဘူးလားမြို့ကိုအကြမ်းဖက်အုပ်စုတွေကပြီးခဲ့တဲ့ကာလတွေမှာထိချုပ်ထားပါတယ်ဒီဝေဘူးလားမြို့ကိုတပ်မတော်ကပြန်ပြီးထိချုပ်နိုင်ဖို့အတွက်စစ်ကြောင်း၃ကြောင်းနဲ့ပြန်ပြီးတော့ကျွန်တော်တို့ထုတ်စစ်စင်ပြန်ပြီးတော့ထိချုပ်ခဲ့တာဖြစ်ပါတယ် ဒီမြို့ရဲ့ဒီနေရာကဖလန်းမြို့နဲ့ဖလန်းမြို့နယ်တဲကပါတဲ့မြို့တစ်မြို့ဖြစ်တော်လဲပဲသူကကလေးမြို့နဲ့ဆိုရင်၁၆မိုင်ခန့်အကွာမှာတည်ရှိတယ်ဖလန်းမြို့နဲ့ဆိုရင်၄၂မိုင်၄၂မိုင်ခန့်အကွာမှာတည်ရှိပါတယ်တနည်းအားဖြင့်ကလေးနှစ်ချောင်းဖလန်းဆက်သွယ်ရေးလမ်းမကြီးပေါ်မှာတည်ရှိတဲ့မြို့ငယ်လေးတစ်ခုဖြစ်ပါတယ်မြို့ငယ်လေးဆိုတော့လဲပဲစေရေးရအရန်ကိုအရေးပါပါတယ်ဒီလမ်းကြောင်းကနေတစ်ဆင့်ကျွန်တော်တို့ဒါအိန္ဒိယမြန်မာနယ်စပ်ထိပေါက်တဲ့လမ်းမကြီးဖြစ်ပါတယ်စေရေးအရန်အေးပါတယ်ပြီးရင်တော့ကျွန်တော်တို့မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးနဲ့ချိတ်ဆက်ထားတဲ့လမ်းမိုက်ပေါ်မှာတည်ရှိတဲ့မြို့ဖြစ်ပါတယ်ဒီမြို့ကိုတက်မတော်ကပြန်ပြီးတော့ထိန်းချုပ်နိုင်သွားပြီဖြစ်ပါတယ် အလားတူပါပဲအကြမ်းဖက်အုပ်စုတွေကဒါဖလန်းမြို့ကိုလည်းထိန်းချုပ်ထားပါတယ်အကြမ်းဖက်အုပ်စုတွေကဖလန်းမြို့ကို2025ခုနှစ်ဧပြီလ9ရက်နေ့မှာထိန်းချုပ်နိုင်ခဲ့ပါတယ်ဖလန်းမြို့ကိုအကြမ်းဖက်အုပ်စုတွေက9လကျော်တိုက်ခိုက်ပြီးတော့မှထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်ဖလန်းမြို့နယ်ထဲမှာအရေးပါတဲ့ recorder မြို့ပါ recorder မြို့ကို2023ခုနှစ်နိုဝင်ဘာလမှာအကြမ်းဖက်လက်နက်ကိုင်ဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပါတယ် recorder မြို့ကအိန္ဒိယမြန်မာနယ်စပ်မှာတည်ရှိပြီးတော့ကုံသွေးကြီးမြို့တစ်ခုဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဖလန်းမြို့နဲ့မိုင်း90မိုင်း90ကျော်ခန့်အကွာမှာတည်ရှိတယ်တီးတိမ်မြို့နဲ့မိုင်း20ကျော်ခန့်အကွာမှာတည်ရှိပါတယ်တမလို့ကတော့လက်ရှိ ဒီဖလန်းမြို့နယ်တွေကအရေးပါတဲ့လက်မိုက်တွေကိုထိန်းချုပ်ဖို့အတွက်စစ်စင်ရေးဆောင်နေတာတွေ့ရပါတယ်။လက်ရှိဒီကြမ်းလို့ဆက်ကြောင်းစစ်ကြောင်းတွေကဝေဘူးလောင်းမြို့ကိုထိန်းချုပ်သွားပြီးတဲ့နောက်ပိုင်းမှာဆက်ပြီးတော့ကျွန်တော်တို့ဖလန်းမြို့ကိုဆက်ပြီးတော့စစ်ကြောင်းထိုးမလားဆိုတာလေးတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ဖလာမြို့ကချင်းမိနယ်မှာကျွန်တော်တို့လေငွေတရှိတဲ့မြို့လည်းဖြစ်ပါတယ်။ဆေးရအရန်ကိုအရေးပါတဲ့မြို့ဖြစ်ပါတယ်။မြို့ဖြစ်ပါတယ်။အဲ့တော့တနည်းအားဖြင့်အကြမ်းအုပ်စုတွေထိ ंछ ုတ်ထားတဲ့ချင်းမိနယ်အတွင်းမှာအကြမ်းအုပ်စုတွေထိ ंछ ုတ်ထားတဲ့မြို့တစ်မြို့ကိုတော့တပ်မတော်ကပြန်ပြီးတော့ထိ ंछ ုတ်နိုင်သွားပြီဖြစ်ပါတယ်။အကြမ်းအုပ်စုတွေရဲ့သူတို့ရဲ့ဒီ Facebook Facebook စာမျက်နှာလေးမှာရှင်းတော့ဖော်ပြချက်ရအောင်ဆိုရင်တော့ တပ်မတော်ကဝီဝူလာမြို့ကိုရရှိဖို့အတွက်အင်းအား600ကနေပြီးတော့800အတွက်အသုံးပြုပြီးတော့တိုက်ခတ်ခဲ့တာထိုးစစ်ဆင်ခဲ့တာတိုက်ခတ်ခဲ့တာဖြစ်တယ်လို့အကြမ်းမတ်မီဒီယာတွေမှာတော့ရေးသားထားပါတယ်တိုက်ခတ်တဲ့ကောင်မှစစ်ကြောင်းသုံးကြောင်းနဲ့တိုက်တယ်ပထမတစ်ကြောင်းကတော့ကျွန်တော်တို့ကလေးနဲ့ကလေးနဲ့ခံကောကြကနေပြီးတော့အခြေပြုပြီးတော့တစ်ကြောင်းတက်တယ်နောက်ထပ်စစ်ကြောင်းတစ်ကြောင်းကတော့ကလေးကလေးမြို့နယ်ကလေးမြို့မှာတရှိတဲ့ကလေး GDC အနည်းမှာအခြေပြုပြီးတော့စစ်ကြောင်းတစ်ကြောင်းနဲ့ချီတက်တယ်လို့ပြောပါတယ်လက်ရှိတော့တပ်မတော်စစ်ကြောင်းသုံးကြောင်းကဝီဘူလာမြို့မှာ ပေါင်းစုံပြီးတော့ဝေဘူလာမြို့ကိုအလုံးစုံထိန်းချုပ်သွားပြီလို့ချင်းမီဒီယာတွေမှာလည်းဖော်ပြထားတွေ့ရပါတယ်။ဒါကတော့ချင်းမီနယ်အတွင်းမှာတက်မတော်ကပရမာဆုံး ထိန်းချုပ်သိမ်းပိုက်နိုင်ငံတွေမျိုးလည်းဖြစ်ပါတယ်ဒီမျိုးကတော့ဝေဘူလာမျိုးပါစည်ရေးနိုင်ငံရအရန်ကိုအရှိပါပါတယ်တနည်းအားဖြင့်ကျတော့ကလေးမျိုးနဲ့ဆိုရင်တော့စကြောင်းပိုင်ကအကွာမှာတည်ရှိတယ်ဖလန်းမျိုးနဲ့ဆိုတော့၄၀နှစ်မိုင်အကွာမှာတည်ရှိပါတယ်ကလေးနှစ်ချောင်းဖလန်းဆက်သွေးလမ်းမကြီးပေါ်မှာတည်ရှိပါတယ်ဒါကျွန်တော်တို့ဖလန်းမျိုးရဲ့အခြေအနေနဲ့ပတ်သက်ရင်ဖလန်းမျိုးကစည်ရေးနိုင်ငံရအရန်ကိုအရေးပါပါတယ်တစ်ဖက်မှာကျွန်တော်တို့ရီကော်ဒါမျိုးရီကော်ဒါမျိုးကဒါကျွန်တော်တို့အိန္ဒိယမြန်မာကုန်သွယ်ရေးမျိုးတစ်ခုဖြစ်ပါတယ်ဒီမျိုးကိုလည်းအကြမ်းအုပ်စုတွေထိချုပ်ထားတယ်ပြီးရင်ကျွန်တော်တို့ဖလန်းမျိုးအောက်မှာကျွန်တော်တို့ဒါဆက်ဆက်တဲ့မျိုးတွေကိုလည်းအကြမ်းအုပ်စုတွေထိချုပ်ထားပါတယ်အော်တက်မလို့ကတော့ကျွန်တော်တို့ချင်းပြည်နယ်မှာ ပထမဆုံးကျွန်တော်တို့အောင်မြင်ကိုနေလိုက်ပြီဖြစ်ပါတယ်လာလို့ပါပဲကျွန်တော်အခြားသောဧရိယာတွေမှာလည်းတမတော်ကထိုးစစ်ဆင်လည်းရှိပါတယ်ဒီဧရိယာတော့ကျွန်တော်တို့အသေးစိတ်ထုတ်ပြီးတော့မပြောသေးပါဘူးနောက်ထပ်သတင်းပို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ရှမ်းပြည်နယ်ဧတာယာမြို့မှာဧတာယာမြို့မှာလွတ်တော်ကိုယ်စားလှယ်လောင်းပါဗျာလွတ်တော်ကိုယ်စားလှယ်လောင်းတူရဲ့လွတ်တော်ကိုယ်စားကိုယ်စားလှယ်လောင်းရဲ့လက်ချက်ကြောင့်အမျိုးသားတူတေဆုံးခဲ့ရပါတယ်အဲ့တော့တိုင်းမျိုးကိုချစ်ပါတယ်ကိုဒေတာရဲ့ကောင်းကျိုးကိုလုပ်ပါမယ်ဆိုတဲ့ပုံကိုယ်ရဲ့လက်ချက်နဲ့ကျွန်တော်ပြည်သူတွေတေဆုံးခဲ့ရတဲ့ဖြစ်စဉ်မှာဖြစ်စဉ်ကိုတင်ပြပါမယ်ဝင်မာလာ၄ရက်နေ့ည၈:၃၀မိနစ်အချိန်ကရှမ်းပြည်နယ်ဧတာယာမြို့ရက်ွက်၁နယ်မြေ၂အကွက်ကြီး၈၀ အိမ်မက်40နှစ်နေရှင်လမ်းမပေါ်မှာနေရှင်လမ်းမပေါ်မှာဒီတစောင်းတိုင်းလာပြညကကြက်ခိုးရကနေပြီးတော့အိမ်ရှင်ဂျိုင်းတက်မှုကြောင့်အမျိုးသားတယောက်မဖူးမှကျွန်တော်တို့ပေါက်ပြဲသွေးထွက်ဒဏ်ရာများဖြင့်ကွယ်လွန်ခဲ့ပါတယ်ဂျိုင်းနက်ခန့်လို့တည်ဆုံးသွားတဲ့အမျိုးသားကလော်တာခဆိုင်ထွန်းစာဖြစ်ပါတယ်သူကတော့ဂျိုင်းနက်ခန့်ရတာဖြစ်ပါတယ်လော်တာခဆိုင်ထွန်းစာတည်ဆုံးတဲ့ပတ်သက်ပြီးတော့ဒါလူမျိုးတစ်ဖုတ်နေကစုံစမ်းစစ်ဆေးမင်းမြတ်တဲ့အခါမှာမင်းမြတ်တဲ့အခါမှာအိမ်မရင်ဖြစ်တဲ့ဦးဆိုင်ရွှေတီဦးဆိုင်ရွှေတီရဲ့အိမ်နဲ့ခုနက းရိုက်ခံလို့တည်သွားတဲ့သူရဲ့အိမ်ဟာချမ်းချင်းကက်ရက်ဦးဆိုင်ရွှေတီရဲ့ဦးဆိုင်ရွှေတီနဲ့ခုနကရိုင်းတက်ခံတဲ့အိမ်ဟာချမ်းချင်းကက်ရက်ဖြစ်တယ်ဦးဆိုင်ရွှေတီရဲ့ချက်တွေကဦးဆိုင်ရွှေတီရဲ့ချမ်းထဲမှာမကြီးမရှိတယ်အဲ့ဒီမကြီးမပေါ်မှာညာဘက်သူချက်တွေကတက်တက်အိတ်တယ်အဲ့ဒီချက်ကိုတခိုးကြီးညဖြစ်တဲ့တစောင်းတိုင်းလာပြညမှာအိမ်ပင်းသားအိမ်ကဝင်ခိုးတယ်ပေါ့ဗျတက်ခိုးတယ်ပေါ့ကျွန်တော်တို့ဒီမြန်မာဒလိပေါ့ဗျဒါလည်းခိုးရတာပါပဲကျွန်တော်တို့ငယ်တုန်းကဆိုဘယ်လောက်ဆိုလဲဆိုရင်အဲ့ဒီအိမ်သားအเจ้าအိမ်သားတွေကစအုပ်စုလိုက်ငုတ်ချုပ်ပြီးတော့အချားနေတော့ပုံထားတာအဲ့လိုတွေလုပ်တယ်ချက်တွေခိုးစားကြတယ် ဟိုဒါလည်းကျွန်တော်တို့ချစ်စဝက် delay ပါပဲ။ဘာကြောင့်လဲဆိုတော့ဟိုတိတ်ပြီးတော့လူထိခိုက်ထိခိုက်မှုဖြစ်အောင်တော့လုပ်ခဲ့တာတော့မဟုတ်ပါဘူး။ဟိုကျွန်တော်အပျော်ပေါ့ဗျအပျော်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 လောက်ကြတာပေါ့ဒါကျွန်တော်တို့ရက်တလေးရွာတလေးမှာရှိပါတယ်ရက်တလေးရွာတလေးမှာရှိပါတယ်အဲ့တော့ဒီအမျိုးသားကလည်းဒီဦးဆိုင်ရွှေဒီရဲ့နေအိမ်မကြီးပင်ပေါ်မှာရှိတဲ့ချက်ကိုအိတ်တန်းဝင်နေတဲ့ချက်ကိုခိုးတာတက်ယူလဲပေါ့ဗျယူတဲ့အခါမှာဦးဆိုင်ရွှေဒီနဲ့သူ့ရဲ့တားဖြစ်သူဆိုင်ဆိုင်ဆိုင်ကျော်ဆိုမိုးသူတို့ကဒုတ်တင်တော့ဝိုင်းရိုက်လိုက်တယ်ဗျဒုတ်တင်တော့ဝိုင်းရိုက်လိုက်တယ်ဒုတ်တင်တော့ဝိုင်းရိုက်တော့ချက်ခိုးတဲ့ချက်ခိုးတဲ့ ချက်ခိုးတဲ့ခုနကအင်ဗီနာအမျိုးသားကဝက်ဘတ်နှစ်ဖူးသွေးထွက်ပေါက်ပြဲတန်ရာတွေယာဘတ်နှစ်ဖူးပြင်ပေါက်ပြဲတန်ရာတွေပြီးရင်ကျွန်တော်ခြေတလုံးမှာညိုခြေတကောလုံးကတကောလုံးပြကျွန်တော်ဒုတ်တွေနဲ့ရိုက်နှက်ထားတာအဲ့ဒုတ်တန်ရာကြောင့်ပဲတည်ဆုံးသွားတယ်တည်ဆုံးသွားတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီခုနကဦးဆိုင်ရွှေတီနဲ့၎င်းရဲ့သားဖြစ်တဲ့သူဆိုင်ကျော်စိုးမိုးနှစ်ဦးကိုဒါဖမ်းဆီးလိုက်တယ်ဖမ်းဆီးလိုက်တယ်ကျွန်တော်အဲ့ဒီရဲ့ဒီလက်တယ်ပေါ့ဗျာကျွန်တော်အဲ့ဒီလူကဘယ်သူလဲပေါ့ဘယ်သူလဲလို့ကျွန်တော်တို့ဟိုဒေတာကန်နဲ့မေးတဲ့ခါမှာအဲ့ဒီဦးဆိုင်ရွှေတီရဲ့မှတ်ပုံနံပါတ်က73မြင်းဆောင်ကာလာနာနိုင် 3349နဲ့ဖြစ်တယ်။သူကပြည်သူ့ရှေ့ဆောင်ပါတီရဲ့ပြီးနေအမှတ်လောင်းလေးဖြစ်တယ်ပေါ့။ကျွန်တော်ကဒီညမှာကျွန်တော်တို့ကအကြီးဒီဟာကကျွန်တော်တို့အခြားပါတီလုံးလဲအခြားပါတီက60လောင်းလို့ကျွန်တော်ပြောမှာ။လက်ရှိလက်ရှိကျွန်တော်တို့ဒါကိုတီလက်ရောက်ကျူးလို့နေသူ့လက်ထဲပဲတည်ဆုံသွားတယ်ဗျာ။အဲ့ဒီကိုစလေရဲ့လက်ချက်ကြောင့်တည်သွားခဲ့တာ။တည်သွားခဲ့တာ။အဲ့ဒီကိုစလေကပြည်သူ့ရှေ့ဆောင်ပါတီကပါတီကကိုစလေဖြစ်တယ်။သူကတောင်ကြီးမြို့ရဲ့တောင်ကြီးမြို့ရဲ့ကျွန်တော်တို့ဒီပြည်နယ်လွှတ်တော်ပေါ့ ပြည်နယ်လွှတ်တော်ဝင်ရောက်ရှိနိုင်မယ်သူဖြစ်တယ်။တနည်းအားဖြင့်ကျွန်တော်ရှမ်းပြည်နယ်လွှတ်တော်အချိုးကျကိုစားပြုစနစ်မဲဆန္ဒနဲ့အမှတ်၁အမှတ်၁ကနေဝင်ရောက်ရှိနိုင်မှာဖြစ်ပါတယ်။နာမည်ကဦးဆိုင်ရွှေထီအမှတ်က၃၃မြေဆောင်ကာလာနာ9 3933 3349နှစ်ကိုစားပြုပါတီကပြည်သူ့ရှေ့ဆောင်ပါတီဒါဒီမှာဒီမှာဒါဒါဒါအဲ့ဒီပါတီကကိုယ်စီလဲပေါ့ဗျာသူရဲ့လက်ချက်နဲ့ကျွန်တော်တို့ခုနကကြက်ခိုးတဲ့အမျိုးသားတယောက်တည်ဆုံးခဲ့ရတာဖြစ်ပါတယ်သူနဲ့သူရဲ့သားပေါ့ဗျာသူနဲ့သူရဲ့သားတို့ရဲ့လက်ချက်နဲ့တည်ဆုံးခဲ့ရလားလက်ရှိတော့အဲ့ဒီအောင်လို့ဖမ်းလာတယ်အဲ့တော့ကျွန်တော်တို့အာသူတို့ဒါကျွန်တော်တိုင်းပြည်တိဆောက်ရေးတွေ ပြောင်းရောင်းသဘောထားကြီးကြီးကြပါအငင်းကြီးရအရေးကြီးရတာပြောတာသူတို့သူ့ရကြက်လေးလက်တစ်ကောင်လဲပါတော့မယ်လဲဆိုတော့ဒုံးနဲ့နှစ်ယောက်ဝိုင်းရလဲရတာချက်ချက်ခိုးတဲ့လူတွေသွားတယ်ချက်တစ်ကောင်တန်ဖို့ဘယ်လောက်ရှိမှာလဲခင်ဗျာချက်တစ်ပိတ်တာပဲထားပါစို့ခင်ဗျာအဲ့ဒီတော့3000ခွဲပေါ့ထားပါစို့3000ခွဲ4000ပေါ့ဗျာဘယ်လောက်ပဲရှိမှာမှာ3000ခွဲပေါ့ဗျာချက်တစ်ပိတ်တာ3000ခွဲဘယ်လောက်အရေးကြီးလို့လဲဗျာဒါကျွန်တော်တို့ဟိုစီးပွားပြောင်းခိုးတာလည်းမဟုတ်ဘူးမိမိရဲ့အိမ်ဒုက္ခရောက်အောင်လုပ်တာလည်းမဟုတ်ဘူးအိမ်ဒီနာချင်းဆိုတော့ဗျာဒီလိုလိုအပြောအပြက်လုပ်တာလည်းဖြစ်ဖြစ်မှာပေါ့ဗျာအဲ့လိုပဲကျွန်တော်တို့အဲ့ဒီဖြစ်စမှာဒီအိမ်မရှင်ရဲ့လက်ချက်တနည်းအားဖြင့် တနည်းအားဖြင့်ကျွန်တော်တို့တောင်ကြီးရဲ့တောင်ကြီးမဲဆန္ဒနဲ့အမှတ်၁ကဝင်ရောက်ရှိမြိုင်မဲ့ပြည်သူ့လုံးပါတီရဲ့ကုစလေလောင်းရဲ့လက်ချက်နဲ့အမျိုးသားတယောက်ပြေဆုံးခဲ့ရပါတယ်ပြေဆုံးခဲ့ရပါတယ်ရုပ်သေးလက်ကမှာဒဏ်ရာပေါင်းများစွာနဲ့ပြေဆုံးခဲ့ရတာဖြစ်ပါတယ်နောက်ထပ်ဒီဟိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော်အမျိုးသားလွှတ်တော်မဲဆန္ဒနဲ့အမှတ်၁ FDP မဲဆန္ဒနဲ့အမှတ်၁ကနေဝင်ရောက်ရှိမြိုင်မဲ့လေဘာပါတီကိုစားပြုလွှတ်တော်ကိုစလေလောင်းဦးကျော်သူရခမမအာနီစူရာမန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါရုပ်ောက်ပွဲကော်မရှင်ကနေပြီးတော့ပြန်ပြီးတော့ဖြေချလာတဲ့အခြေအနေကိုတင်ပြပါမယ် ဒီ Labor Party ကလွှတ်တော်ကိုယ်စားလှယ်လောင်းမှာဦးကျော်သူရဦးကျော်သူရက2021ခုနှစ်2021ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့ကဒါသူကဒီမှာဒါသူ့ရဲ့သူ့ရဲ့ Facebook အကောင့်က post လေးပေါ့ post လေးတော့ဒါနဲ့ပတ်သက်ပြီးတော့သူကလွှတ်တော်ကိုယ်စားလှယ်လောင်းဝင်လျှောက်တာတော့မှာဗျာသူဒီ post ကိုသူဖျက်မထားဘူးတော်တော်လေးကိုသူအမြတ်တနိုးအမြတ်တနိုးတံမိုးထားနေပုံရပါတယ်ကျွန်တော်တို့ဆိုလဲကျွန်တော်တို့ဘုရားမှာအမှတ်တရရနေပတ်သက်ပြီးတော့ကျွန်တော်အမြင်နဲ့သိထားကြပါတယ်ကျွန်တော်တို့ဘုရားမှာအမှတ်တရရကျွန်တော်ဆိုရင်ဘယ်လောက်အမှတ်တရရှိလဲဆိုရင်အဲကျွန်တော်နောင်ချိုမျိုးမှာနောင်ချိုမျိုးကိုတက်မတော်ကပြန်ပြီးတော့ ဒါတိမ့်ပိုက်လိုက်တိမ့်ပိုက်လိုက်ပြည့်နောက်ပိုင်းမှာကျွန်တော်ဒီအမှတ်တရအနေနဲ့လက်မှတ်ကင်တီရနယ်လေးအဖွဲရဲ့ခေါင်းဆောင်အဖွဲအသုံးပြုတဲ့စောင်းတဲ့ကျွန်တော်ជីကအုပ်ထုပ်ပေါ့ជីကအုပ်ထုပ်ကိုជីကအုပ်ထုပ်ကျွန်တော်လက်ဆောင်ရခဲ့တယ်ပေါ့အဲ့မှာရှိတဲ့ကျွန်တော်ရဲ့ဒီမြေပြင်မှာရှိတဲ့ဒီတနည်းပြပြကျွန်တော်တို့ကျွန်တော်တို့ရဲ့မိတ်ဆွေကြီးပေါ့ဗျာမိတ်ဆွေကြီးကျွန်တော်လက်မှတ်လက်မှတ်ထိုးပြီးတော့ကျွန်တော်တောင်းလာခဲ့တာတောင်းလာခဲ့တာပေါ့ဗျာ ဒါကျွန်တော်အမှတ်တရပဲကျွန်တော်ရဲ့အမှတ်တရဘာကြောင့်လဲဆိုတော့ဒီတက်မရောကနောင်ချုံမျိုးကိုပြန်ပြီးထိသုပ်ခြင်းကာလမှာကျွန်တော်တို့ရခဲ့တဲ့အမှတ်တရပဲကျွန်တော်ပြောရတယ်အကိုကြီးတို့ကျွန်တော်ဘာမှကျွန်တော်ဟိုအမှတ်တရပေးမနေနဲ့လို့ကျွန်တော်ဒီအကြံဖတ်အုပ်စုပလောင်ရဲ့ကျွန်တော်ဗျာကြီးကအုပ်ထုပ်နဲ့သူတို့စောင်းတဲ့အုပ်ထုပ်ရရင်ရပြီလို့အဲ့တော့အဲ့မှာကျကျွန်တော်ရဲ့အကိုကြီးရတယ်လက်မှတ်လေးထိုးပစ်လိုက်တယ်နောင်ချုံမျိုးသိအမှတ်တရဆိုပြီးတော့နောင်ချုံမျိုးသိအမှတ်တရဆိုပြီးတော့သူ TNL ရဲ့အုပ်ထုပ်မှာရေးခဲ့တယ်ကျွန်တော်အဲ့ဒီဟာလေးကိုကျွန်တော်ကျွန်တော်ရှိတဲ့ကျွန်တော်ရှိတဲ့ရုံးမှာကျွန်တော်တင်ထားဆဲပဲဒါကျွန်တော်အမှတ်တရပဲဒါတစ်ချိန်မှာကျွန်တော်တို့ဒါကဒါကကျွန်တော်တို့နိုင်ငံတော်လည်းတမှုမဖြတ်နိုင်ဘူးကျွန်တော်ဘဝတော်လည်းတမှုမဖြတ်နိုင်ဘူးဘာကြောင့်လဲဆိုတော့ဒီတက်ဘလော့ကနောင်ချုံမျိုးကိုပြန်ပြီးထိဆုပ်ခြင်းကာလမှာ ဖန်ရှုပ်ခြင်းကာလမှာရရှိခဲ့တဲ့ကျွန်တော်အမှတ်တရပဲအဲ့လိုပဲဒီကျော်သူရပေါ့ကျော်သူရကဒီမှာသူကလည်းဒီလားဒီဒီတိုင်းပြည်တိုက်ဖြတ်ပြည်ဖြတ်လုပ်ငန်းမှာသူတို့ကဒါအမှတ်တရရှိကောင်းရှိနေပါလိမ့်မယ်ဒါကြောင့်သူမဖြတ်ဒီဒီ post ကိုမဖြတ်တာလည်းဖြစ်ပါလိမ့်မယ်ဒါတော့ကျွန်တော်အကြမ်းမအားပေး post ပေါ့ဗျာခင်ဗျားတို့ခင်ဗျားတို့သိလား